စိတ်ကအဓိကလို့ဟောထားတာမြတ်စွာဘုရားဟောတယ်။စိတ်ကအဓိကဖြစ်တာဖြစ်တော့ကြောင့်ကိုယ်စိတ်ကိုပဲဆန်းစစ်တခုခုထိခိုက်သွားပြီဆိုရင်ကိုယ်စိတ်ကိုပဲဆန်းတယ်။ငါတမင်လှုပ်ထလာမတော်တဆဖြစ်သွားတာလားဒီလိုဆိုလိုတယ်ပေါ့ဥပမာမင်းမြမပြေပါငယ်ငယ်တုန်းကလည်းဒီလိုကြားဘူးတယ်ကိုချောက်တရဝါလေးတကောင်ဟာခြေကျိုးလက်ကျိုးဖြစ်သွားတယ်ဆို အေးဝတ်ပါလိုက်မယ်ဝတ်ပါနိုင်မယ်ဒီချစ်ကြိုးတာကြီးဝတ်ပါမှာဆိုလို့တတ်ပြစ်တယ်တတ်တဲ့ဝတ်ပါသွားတာဟောအတတ်ခံရတာဟောအဲ့တော့ငကိုတော့ချစ်ကြိုးတာတော့ကကိုကမတော်တဆဖြစ်သွားအဲ့ဒါဝတ်မဟုတ်ဘူးအပြစ်မဖြစ်သေးဘူးဟောမတော်တဆကိုချက်သရဝရကောင်ဟာမတော်တဆဖြစ်သွားရင်ကိုချက်မဟုတ်ဘူးအကျဉ်းတရားထားပြီးတော့ သူ့ကိုကုသပေးရင်ကုသရအောင်မယ်ဝတ်လိုက်မှာဆိုတာကြောက်တာ ਨੇ လူတွေအသက်ပြလိုက်ချာပြီးတော့ပြောလိုက်သေးတယ်တရဝါဆိုတာလူချုံမှချွတ်တယ်လူကြတော့ဘသူချုံအဲ့ဒါလို့မှားရွေးနဲ့အမြင်နေမြတ်မပြေမှာရှိတယ်ခေါင်းကြီးတို့ငယ်စဉ်ခါလာတော့လူမှားမြင်နဲ့အမြင်ရှိတယ်တကယ်ကတော့အဲ့လိုမဟုတ်ဘူးမတော်တဆဖြစ်သွားတာဘုမပါ မတော်တဆဖြစ်သွားလို့မတော်တဆတည်သွားတာကိုချောင်းတည်တာဖြစ်ပြီမဲ့လို့တည်မှုသာဖြစ်တယ်တတ်မှုမဖြစ်ဘူးလို့ဒီလိုမှတ်